မြန်မာ electronic map ဆက်ဤစံချိန်စံညုံးကိုမြန်မာစံချိန်စံညုံးအဖြစ်သတ်မှတ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်ပါတီသုံးဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာအသုံးပြုမဲ့မြန်မာ electronic map ဆက်ဆိုင်ရာစံချိန်စံညုံးကိုအမျိုးသားစံချိန်စံညုံးကောင်စီကမြန်မာစံချိန်စံညုံးအဖြစ်သတ်မှတ်လိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်မြန်မာ electronic map ဆက်ကိုပြည်တွင်းနီးပညာရှင်တွေကပထမအဦးဆုံးတီထွင်ထုတ်လုပ်ထားတာဖြစ်ပြီးဆက်ရအရေးအသွင်းနဲ့ စံချိန်ဆန်ညွန့်ကိုစစ်ဆေးပေးနိုင်ဖို့တင်ပြခဲ့ရာအမျိုးသားစံချိန်ဆန်ညွန့်ကောင်စီကမြမအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာစံချိန်ဆန်ညွန့်ရေးဆွဲနည်းပညာဆက်ကော်မတီကိုတက်ဆိုင်ရာကဏ္ဍလိုက်ပါဝင်တဲ့အဖွဲ့ဝင်20ဦးနဲ့ဖွဲ့စည်းခဲ့ပြီးစစ်ဆေးခဲ့တယ်လို့ဆိုပါရယ်နည်းပညာဆက်ကော်မတီအနေနဲ့မြမအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်ဆန်ညွန့်မူကြမ်းကိုရေးဆွဲတင်ပြခဲ့တဲ့အတွက်အမျိုးသားစံချိန်ဆန်ညွန့်ကောင်စီက စံချိန်စံညွန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှ33ပုံမှ꽌ခအရအနှင်းထားလိုက်တဲ့လုံပိုင်ခွင့်ကိုရှင်းသုံးပြီးပုံမှ9ပုံမှ꽌ခပါလုပ်ငန်းတာဝန်အရသတ်မှတ်ထားဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အခုခါမှာမြန်မာအီလက်ထရောနစ်မဲပေးဆက်နဲ့ဆက်လင်းပြီးမြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်စံညွန်းကိုအမျိုးသားစံချိန်စံညွန်းကောင်စီကမြမစံချိန်စံညွန်း MMS ဖြစ်သတ်မှတ်ပြီးအမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာကော်မတီ NCC ကမြမအလက်ထရောနစ်စနစ်မဲပေးဆက်ရဲ့အရေးသွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်အမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ NCB မှမြမဆန်ရင်ဆန်ညွန့်အမှတ်တရစိတ်အုံပြုခွင့် license တွေရရှိပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ